နားနဲ့ကပ်ပြန်တော့ကြားနိုင်တော့တယ်ပေါ့နော်ကြားနိုင်တယ်ဆိုတော့ကျွန်တော်နားနားအောင်ကပ်ပြောတာကပ်ပြောတော့အဖေသွားတဲ့ရှေ့တော့မရမိုးလင်းသားတိုက်ပွဲဝင်မှာဖြစ်တော့ကအဖေလည်းမရှင်းတာတူပေါ့နော်ဒါတော့ကျွန်တော်မိဘကိုစော်ကားတာမဟုတ်ဘူးအဖေလည်းမရှင်းတော့တဲ့အနေထားပေါ့နော်အနေထားဆိုတော့ဟိုအဖေတယောက်ဘလို့မှရနိုင်တဲ့အနေထားမှာကျွန်တော်ကရဲဘော်တက်ကိုကြည့်တဲ့အနေနဲ့အဖေသွားတဲ့ရှေ့တော့ဆိုနားနဲ့ကပ်ပြောလို့ရှိမှာအဖေလည်းသားလည်းကောင်းနားတော့လည်းမသိဘူးကျွန်တော်ပြောပြီး15မိနစ်လောက်နေမှာစုံသွားတယ်စုံသွားတယ် သဘာဝဘေးနဲ့မေးပြီးတယ်မှာမြန်သူဂိမ်းဝေးကြပါသလိုဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြည့်ရူပေါ်ရရှင် channel လေးကပြန်လည်ကြိုလိုက်ပါတယ်ဒီလိုရရှင်မျိုးသွားပေးကမှာတော့ယနေ့အော်တိုဘာလ17ရက်နေ့စနေနေ့ရက်ညပိုင်းညောင်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးတော့အောင်ဖြစ်တဲ့တော်လမျိုးတွေအားလုံးပဲဆုံးနိချူကိုဒီနေ့ထမှန်တောက်ဆက်ပါတယ်နောက်ဆုံးဒီမိုနေ့ကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်အတွင်းမှာရှိတဲ့မိုးကုန်မန္တလေးလမ်းပိုင်းကိုတက်မှတ်စစ်တရားဒီနေ့မနက်ကစတင်ပြီးတော့လေရင်နဲ့စက်တိုက်ပုံးကြီးကျင်းနေပြီးတော့တိုက်ပွဲတွေပြင်းထန်နေပါတယ်ဒါဟာအော်တိုဘာလ17ရက်နေ့ကနံနက်ပိုင်းကစတင်ပြီးတော့ အကြမ်းဖက်စစ်တပ်ဟာမိုးကုတ်မန္တလေးလမ်းပိုင်းကိုဘိုင်းတွဲ jet fighter တွေနဲ့တိုက်ပုံကြီးတိုက်ခတ်နေခြင်းဖြစ်ပါတယ်။ဒါပြင်မိုးကုတ်မန္တလေးလမ်းမှာလည်းကျမ်းဖက်စစ်တပ်နဲ့တော်လိုင်းတရီဟာတိုက်ပွဲတွေကနေ့စဉ်ဖြစ်ပွားနေရလဲအားလုံးသိရှိမှာဖြစ်ပါတယ်။ရုံးနှင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်းစီရင်ချီနေရမိုးကုတ်မန္တလေးလမ်းပိုင်းကိုအုံပြုတ်ခွင့်ကိတ္တပိတ်ပင်ကြောင်းနဲ့ဒီနေ့အော်တိုဘာလ17ရက်နေ့မှာထုတ်ပြန်ကြေညာထားပြီးတော့ပြည်သူများနေဖြင့်ခီးသွွာလာစီမှရှိပါကပြည်သူ့ကာကွယ်ရေးအဖွဲ့များကသွာလာဝင်ပြုတဲ့အချိန်ထိစောင့်ဆိုင်းပြီးကြရင်မြေတားရခံတယ်ဆိုပြီးထုတ်ပြန်တာတွေ့ရှိရပါတယ်။ ဒါလုံးဝအောင်မှာအရေးကြီးတဲ့အရင်းတစ်ခုဖြစ်ပါတယ်ကွန်လန်ပီတူရီအနေနဲ့လက်ရှိကျမှာမိုးကုတ်မန်နီလိုင်းမောင်းသွားမယ်ဆိုရင်ဘလို့မရသေးဘူးဆိုတော့ဒီနေရာမျိုးကျွန်တော်အနေနဲ့ထပ်မံပြီးအဝေးမြတရားရင်တို့ပြီးခြင်းဖြစ်ပါတယ်။ဒါကြောင့်ကွန်လန်ပီတူရီနေလည်းလုံခြုံစိတ်ချရတဲ့နေရာဒီမှာလားပွားသိနေသေးဆိုပြီးတော့ကွန်လန်ဘက်ကပြန်လဲထုတ်ပြန်မှတာနဲ့သွားဖို့အတွက်နေရာကမျိုးထပ်မံတောင်းဆိုခြင်းပါတယ်။တရဖူစောင်းယုံနဲ့မကောက် ခွေးချီပုံတော့မှတရဖူထင်ပြီးကောက်တက်စောင်းနေအောင်မဲ့အာနာယူတမရာယူယူနေတဲ့သူ တင်းကနေမြင့်လေအယူရင်းလေကပြဿနာမဟုတ်ဘူးတင်းအယူချီပန်းလုံးသမျှတို့ပြည်သူတွေအထိနာကုန်နေကြတာအရာမှာပြဿနာခုနေ့ကလည်းမုံရွာချောင်းဦးအမြင့်လမ်းဘက်မှာတရင်ကျွလာပြီးအခါကြီးရဲ့ကြီးမှာမိထွန်းဝဲလုံနေတာကိုဘုံကျဲစတယ်ဗျာပွဲလေတဲ့တဲ့ဦးမှာနှစ်ခါမကကျဲချတာကလေးသူငယ်ပေါင်းခန္ဓာကိုယ်အပိုင်းပိုင်းအပြက်ပြက်နဲ့တေဆုံးသူက20ကျော်ထိခိုက်တန်ရရသူ90ကျော်တယ် တိုက်ပွဲလဲမဟုတ်စစ်မြေပြင်လဲမဟုတ်ဖဲနဲ့ဟူယူနန်းသမျအာနာနဲ့အထူးရမ်းပြီးချနေတယ်လူပြောရမယ်နှုံးမင်းလက်ထက်ကအာနာယူတတိုက်လောက်ရက်နဲ့တူးနေတယ်တို့တတိုက်အာနာရဖို့ရည်တွယ်နန်းနေမင်းကြီးမင်းသားတွေကိုဖန်ချိုးတုတ်ရိုက်သက်ရိုက်နှက်ပြီးတော့တတ်နေတဲ့အချိန်မှာအော်လန်ဟစ်တဲ့စူညံတန်းတွေကိုပြည်သူတွေမကြားရလေအောင်နန်းပြင်ပတ်ပတ်လည်မှာဇက်ပွဲတွေပျော်ပွဲရှင်ပွဲတွေလှုပ်ပေးပြီးတော့လူသက်ပွဲကြီးကျင်းပနေတယ်အခုလဲ မထူးဘူးမောဟာမြို့ပေါ်မှာတရင်ကျုပ်ပွဲဆိုပြီးတော့ပြည်သူရင်ခွင်မှာအဆိုးရီအကရီနဲ့ပျော်ဝဲရွှင်ပွဲလုပ်နေပြီးတော့မြို့ဆွန်မှာတော့ဘုံကျဲချနေတဲ့လူသက်ပွဲကြီးလုပ်နေတယ်။ဓမ္မကိုပူဇော်နေသူတွေကိုအာရမသမားတွေကဘုံနဲ့စောနေတာလေ။အယူကောင်ထူးပြောင်မြောက်ပြီးလှုပ်တတ်တာကလူတတ်တာတခုပဲ။ဘာရွေးကောဘာကောတွေညာကောတွေပြောမနေနဲ့။ဒီလောက်လုံရက်ကစုတ်တက်တက်ကိုအောချလောက်အောင်ဖြစ်နေတဲ့ ဒီလူသက်နေတဲ့သူရဲ့ဗုဒ္ဓဘုကျင့်ဆိုးကိုလူရာတွန်းပြီးပူဇော်ပသခြင်းကြတဲ့သူတွေကိုလည်းအောချလောက်ပါပြီ။ဖះမရှိတရားမသိအာနာတစ်ခုပဲရှိဖို့အရေးကြီးတယ်ဆိုတဲ့ဗုဒ္ဓဘုကျင့်ဆိုးကိုအယူချီးကြောက်ကြွေတိတ်ထီတင်ပုံမြောက်လှုပ်ပေးနေကြတဲ့သူတွေပြန်စင်းလာသင့်ပြီ။မိသူကိုရောင်းစားမိသူအသက်ကိုတနတ်စားညံပဲရှိတဲ့သူအတွက်လှုပ်ပေးနေတဲ့သူတွေအမှားကြီးမှားကြလိမ့်မယ်လို့ပဲထက်လောင်းပြောခြင်းနေပြန်။ သူလုတ်တက်တာတွေရရှိပါသေးတယ်။မြန်မာစားသားတော့မဟုတ်ဘူး။အဲအဲ့ထဲမှာတခုကိုထပ်ပြောရမယ်ဆိုလို့ရှိရင်ဂျပန်ကဂျပုကောင်ကတရုတ်ပြည်ကပြန်လာပြီးတော့မန်လေးကအိမ်တွေရဲ့မျက်နှာစာမှာမှန်နေတက်ခိုင်းတယ်ဗျာ။သူများနိုင်ငံလုတ်တယ်လို့မျိုးလိုက်လုခံတာ။ဒါတော့မထုံဆန်းဘူး။ရေရယာယူယူတဲ့သူကိုအဲ့မှာပဲတရုတ်နီးတရုတ်ခံဖြတ်တုံရင်းနီးယမ်နီးတွေကိုတရုတ်ခံတွေယူလာပြီးတော့မန်လေးသားတွေအတွက်သူကလန်နီးတွေလုတ်ခိုင်းတော့တာ။အဲ့လိုကောင်ရဲ့ဘောကိုမှပတ်တာချင်ကြတဲ့သူတွေက အသင်းလိုက်အုပ်စုလိုက်ကိုရှိသေးတာတိုက်ထမဘောမဘောပင်ဘောထန်းဘောယူရဘောပိုက်ထွေးဘောတန်းရှာဘောနဲ့ရှူဆိုပြီးတော့တက်တက်ကိုရှိသေးတာသူတို့ကလည်းအချင်းချင်းကလည်းဘောကိုတွေ့တာသူချင်းမလို့တဲ့မထင်းမနေနဲ့မတဲကြအောင်တိုက်ထမမှာဘောမအချင်းချင်းကလည်းမတဲကြပြန်ဘူးဘောမတွေကြားထဲမှာအထာမထားပဲကြိုက်ကြတဲ့ပွဲကဒီကတော့ဘူးလက်နဲ့အောင်မင်းပဲအောင်မင်းနဲ့ဘူးလက်ကအစကတည်းကသိကြည်တာမဟုတ်မကြည့်ရတဲ့အကြောင်းရင်းကလည်းဘူးလက်ကိုစောက်ပေါ်ကြီးလို့ အကက်ကောင်းလို့အဖားကောင်းပြီးအထက်ကဘာခိုင်ခိုင်ဖင်ပေါ်လုံးလို့ဆိုပြီးခုလိုနေရာရတာဘာဤချင်းမှမရှိဘဲနဲ့ရတာဆိုပြီးအောင်မင်းကဘူးလက်ကိုဒီလိုမြင်တဲ့ ဘူးလက်ကြတော့လေအောင်မင်းကို88ပြည်ပြသိမ်းစိန်လက်ထက်ကလေးကာရောမူဘောပြန်မပြီးတော့ចမ်းဖို့ယုံထဲမှာယုံလာဖွင့်ပြီးပေါက်ပန်း40ထိုင်ပြောနေတဲ့စောက်ဘောလိုမြင်တယ်ဒီတော့ခင်ကြီးကိုဘောမလာချင်းအတူတူတောင်မှနှစ်ကောင်လုံးကမတဲကြဘူးဒီချိန်မှာပဲအကွက်ဝင်လာတာကဘူးလက်ကအောင်မင်းကိုចမ်းဖို့ယုံထဲကနေခွေးမောင်းတို့မောင်းချလိုက်တော့ဖင်မသေးရပါနိုင်ရန်ရသွားတယ်လို့အောင်မင်းမှာဘူးလက်ကိုအိမ်သာတတိုင်းသတိရနေတော့တယ်ဒီလိုချိန်မှာပဲဘူးလက်ကလည်းနေပြီးတော့မှာ ဒွလီကိစ္စမဟုတ်ပါဘူးဆိုပြီးဗျောင်ညင်းနေတဲ့အခါမှာအောင်မင်းကလည်းဘလီဆောက်တဲ့နေရာထီကိုဗီဒီယိုရိုက်ပြလိုက်တော့ဘူးလက်ခင်ဗျာအယိုးဘာကြပလာတာတွေရဲ့အစဲပါခံရပြီးတော့အောင်မင်းရဲ့ခြေဆုံးဖက်ကြိုက်ခံရတော့ဒီကောင်လေးပွဲကမပြီးသေးဘူးဂွင်းကျုံရင်ထက်ဖယ်ကြအောင်မကျတို့ကတော့ထုံးစံတိုင်းဘသူသေးသေးမြှောက်ပေးရမယ်တာဝန်ရှိတယ်ဗျာခြားတာခြားကြိုက်တာကြိုက်ကြပြီလို့ဗျာချက်ဖို့ကိုပြောင်းလာတဲ့ ဂျပန်ကဂျပုကောင်ရဲ့တပည့်တွေကိုလည်းကြည့်တော့ဘိုးနဲ့တော့မတိုင်မီမဲ့ယူကော့ပွဲဝင်ပြိုင်မှုဘတ်ချက်ကစသူ့အတူတဲလာတဲ့ဆိုတဲ့သတင်းလေးခေတ္တကနေရေးတင်လိုက်တော့မျိုးလုံးနဲ့ပြေးမြင်မိတာခင်ကြီးရဲ့စောက်ခွက်ကြီးပဲဗျာလက်ရှိပြဿနာကအပြင်ကိုသာသတင်းတွေအများကြီးမထွက်တာဂျမ်ဖို့ထဲမှာတော့ငိုတွေကရောက်နေတယ်သူခေသူရဲ့ဂျမ်ဖို့ထဲရောက်နေတဲ့ဂျပုတက်တွေကြာအရင်တွေကရောက်နေတဲ့သူတွေနဲ့ပုတ်တိုက်မှုတွေကတော့ရှိနေတယ်ဗျာသမရာယူယူနေတဲ့ခင်ကြီးနဲ့ဂျပုအတွက်ကလည်းအကြံလူရန်သူဖြစ်နေကြပြီဗျာ ဗရဘူးချင်းဆိုကြည်ရတာကလည်းစစ်တပ်ကိုလည်းလက်မလွတ်ချင်းအုတ်ချုပ်ရေးဘိုင်းမှာလည်းသူ့ရဲ့အမိန့်ကိုတခွန်းဆိုတခွန်းနာခံမဲ့သူ့ကိုလည်းထားခြင်းမုံများပါဒါကြောင့်လည်းရွေးကောက်ပွဲပြီးလို့ကြံ့ဖို့ကအစိုးရဖွဲ့နိုင်ပြီးခင်ဗျာတမနာဖြစ်လာရင်တော့ဂျပူကသူ့အထက်မှာဘယ်သူမှမထားကြင်တော့ဒါကိုဂျပူဘလို့လုံးမလဲမသိဘူးအစားကတော့ဂျပူကတမနာလုပ်ဖို့ပလန်လေးချထားပြီးပြောကြပြီမဲ့တကယ်တမ်းတော့တမနာလုပ်ရင်တက်ကိုလက်လွတ်ရမယ်ဆိုတော့သူ့အနေထားကတန်းရွှေလို့မဟုတ်သေးတော့ နောက်တက်မဲ့ကောင်ကိုလည်းစိတ်ချပြီးနောက်ကျောလုံလုံနဲ့ဆင်းသွားဖို့ကလည်းဂျပူတော်ကသိပြီးစွန်စားလုံးအောင်ကြာနေလို့ဒါပေမဲ့လည်းရရှိတမရယာယီတမရဆိုတဲ့နာမည်နဲ့ကဘာပတ်နေရတဲ့အရာသာကိုလည်းတော်တလင်းလာမှဇီးတင်ခံရတဲ့ခွေးမကြီးလိုပဲဖီးနေတာအခုလည်းနောက်ထပ်ပွဲတွေထက်တက်ပြီးတက်ရမယ်ဆိုတော့အစီဘူးတွေလိုက်ခါနေအောင်မလဲဒီတော့ ယာရူကြီးနှစ်ခုကြားမှာပြားများနေတယ်ဂျပန်ကဂျပူကောင်အတွက်ကတော့အားလုံးရဲ့ထိတ်ကိုရောက်ဖို့ဆိုရင်မေစုလိုမျိုးနိုင်ငံတော်တိုင်းပြည်ပုံကူဆိုတဲ့ယာဒူးကိုမြဖန်တီးလာမလားဆိုတာလဲတွေးမိလာတယ်ဗျာထားပါတော့နိုင်ငံတော်ဒီပတိဆိုပြီးတော့လဲဒေါက်တာဘမော်လိုမြလှုပ်ချင်လဲလှုပ်လာနိုင်သေးတယ်ကျွန်တော်ဒီလိုပြောလို့မင်းကစောက်တိတ်ပဲမရှိရ၄ပြောနေတယ်ဆိုတာမျိုးတော့သွားမထင်နေနဲ့ ဒီလူကဒီလောက်ဆောက်ယူမထဘူးဆိုလို့ရှင် တွေးကြည့်လိုက်တော့ယာယီတမရပါဆိုပြီးသူ့ကိုယ်သူတစိမ့်ကတ်တာကြတော့ဘသူကပေးလို့မြန်းသူလုံနေတာလေသူ့ကိုယ်သူပဲပေးပြီးသူထင်အောင်လုံနေခဲ့တာဗုဒ္ဓဘုရင်ဆိုကသူကိုယ်တိုင်လည်းပြောခဲ့တာရှိပါတယ်မလုံရဲတာမရှိပါဘူးဆိုတာအာနာသိမ့်ပြီးကလေးကဆောက်လို့အခုယာယီတမရပါဆိုပြီးဖြစ်တဲ့အချိန်ဒီတရားဝင်ဝင်တရားမဝင်မဝင်သူ့ကိုယ်သူပဲယာရူးတွေပြန်ပေးနေတာ ချန်နာမကြီးနဲ့လက်ရှိတက်ထမ်းမှာလဲနံပါတ်1ဆိုရဲစိုးဝင်းကိုတော့မှဂျပူးကသူမလုတ်ချင်မသွားချင်တဲ့နေရာတွေကိုသွားခိုင်းပြီးအိမ်ဖြည့်တက်တက်ပဲလုတ်ထားတာဘုဒ္ဓဘူးကျင်စွာတကယ်ကိုပဲအဓိပတိဆိုတဲ့နေရာကိုမှန်းနေတာဖြစ်နိုင်တယ်ချီချင်းမင်းနဲ့ပူတင်လို့အားကြပြီးသူတို့လိုတသက်လုံးအာနာကိုသူလက်မလွတ်စတန်ခိုင်ထားဖို့အခြေအနေကိုသူလိုချင်တယ်အားလုံးရဲ့ထက်မှာပဲနေချင်တယ်လူသက်ကောင်စောမောင်လိုမျိုးပဲလေသံနဲ့ပြောတယ်တန်းရွှေလိုနောက်ကျောလုံအောင် လှုပ်ချင်တယ်ပူတင်နဲ့ရှီကျင်းမင်းလိုတသက်လုံးခေါင်းဆောင်မျိုးတွေလှုပ်သွားချင်တယ်ဂျပုကလည်းသူ့အောက်ကလူတွေအပြင်နိုင်ငံကြီးဒဲကဘောမတွေကိုတိုင်းကလည်းမကြည်ကြတော့တော့တေချာပဲသူလည်းတည်နေတာကိုအဲ့တော့ပြောချင်တာကသူကလေနံနှစ်ဖက်ပဲနင်းပြီးတော့ဖာဆန်းနေချိန်မှာကိုတွေဘက်ကလည်းအသေးချအကွက်ခင်းအောင်မြေနင်းကြဖို့တော့အပြောလျှော့ပြောလေးတွေလျှော့ပြီးလက်တွေလေးတွေပူပြကြရအောင်လားဗျာ ်ပြန်တော့ကြားနိုင်တော့တယ်ပေါ့နော်ကြားနိုင်တယ်ဆိုတော့ကျွန်တော်နားနာအောင်ကပ်ပြောတာကပ်ပြောတော့အဖေသွားတဲ့ရှေ့တော့မရမိုးလင်းသားတိုက်ပွဲဝင်မှာခဲ့တော့ကအဖေလည်းမရှင်းတာတူပေါ့နော်ဒါတော့ကျွန်တော်မိကောက်ကိုစော်ကားတာမဟုတ်ဘူးအဖေလည်းမရှင်းတော့တဲ့အနေထားပေါ့နော်အနေထားဆိုတော့ဟိုအဖေတယောက်ဘလို့မှရနိုင်တဲ့အနေထားမှာကျွန်တော်ကရဲဘော်တက်ကိုကြည့်တဲ့အနေနဲ့အဖေသွားတဲ့ရှေ့တော့ဆိုနားနဲ့ကပ်ပြောလို့ရှိမှာအဖေလည်းသားလည်းကောင်းနားထောင်လားမသိဘူးကျွန်တော်ပြောပြီး15မိနစ်လောက်နေမှာစုံသွားတယ်စုံသွားတဲ့အချိန်မှာအဖေတကနားထောင်တာတော့ တစ်ချက်ရှိရကျွန်တော်အညာသားရေငခုံတော့ကတော့နားမထောင်ငယ်ချင်းနားထောင်မယ်အဖေတော့ဒေါ်လာရေးတဲ့တော့ဟိုဝင်တော့မကြိုက်ဘူးပေါ့အဲ့တော့နားမထောင်ငယ်ဘူးဒါပေမဲ့အဖေဆုံးတဲ့ချိန်မှာကျွန်တော်အဲ့စကားတော့ခုနကနားထောင်နားထောင်ငယ်ဘယ်လိုလဲဘယ်စကားမျိုးလဲဆိုတော့ကျွန်တော်ကအဖေကမှားခဲ့တယ်ငါသားတဲ့ငါသေးရင်ချတာချတရက်မှမထားနဲ့ဘယ်မျိုးမှမဆောင်နဲ့တဲ့အဲ့ချိန်မှာကျွန်တော်အဲ့စကားတော့အရင်နားထောင်ငယ်ဘယ်လိုပြောလဲအဲ့စကားကိုကျွန်တော်နားထောင်နေအဲ့ချိန်မှာနားထောင်တော့အဲ့ချိန်မှာကျွန်တော်ကတော့အမျိုးလေးကိုကြိုးပြီးအဖေကသုံးပြီးကဲငါတော့ငါလည်းတိုက်ပွဲဝင်ပါကျွန်တော်ဖြစ်တော့အဖေကိုကြိုးကြမယ်ဆိုတော့ ညီကောင်မတော်မကျွန်တော်တို့9ရောက်ရှိ9ရောက်ရှိတော့အခုကြီးတော့လည်းဟာအောက်ကမျိုးတွေစောင့်ကျင်သေးပဲဆိုတော့စောင့်ကျင်သေးပေါ့ကျွန်တော်တို့ဒါပြည်သူတို့ချင်းကြောက်တော့မဟုတ်ပါကျွန်တော်ရဲ့ဒါမွေးချင်းတော့ချင်းကြောက်မိတော့ပါဒါဒါဒါကတော့ကျွန်တော်တို့ဒီကုန်းဒီဘုကုန်းမစ်ရှင်တွေအတိုင်းပြည်တွေလုပ်ချင်တဲ့ဆန္ဒကြောင့်ဒါကျွန်တော်ရဲ့ဒါမွေးချင်းတွေကိုလိန်ခဲ့တဲ့ဇကားလေးပေါ့အဖေထားလို့မရဘူးတနိုင်တော့ထားလို့မရဘူးငါကဒီဘုကုန်းတိုက်ဝဲဝင်မဲ့ရဲပေါ့တဲ့ဒီချိန်မှာစက်ကောင်စီရဲ့တိတော်ရင်ဒီကြောင်ဘုံကျဲရင်တူအောင်လုံးတစ်ခွက်ရတယ်လို့မင်းတို့လည်းတစ်ခွက်ရလိုက်မယ်အဖေကိုချရချတကယ်တော့အဖေချရချင်တာကျွန်တော်ကချရချင်တော့ အေးအဲ့ဆိုတော့ချအောင်ပါကွာလေဒီဘုကုံတိုက်နေတယ်ငါတို့လေရင်လာမှာဖြစ်တဲ့တော့ကတော့ချကိုချအောင်ပါဆိုတော့အဲ့ချိန်မှာကျွန်တော်တို့ကအဖေကိုဟိုနိုင်ဝက်လောက်ပဲကြာမယ်ပေါ့နော်အဲ့ချိန်မှာကြာကြာတဲ့ချိန်မှာကျွန်တော်တို့ကမီးစကြိုတယ်မီးစကြိုယူမှာကျွန်တော်မီးလို့တော့မသိဘူးမီးမသိဘူးကျွန်တော်ကအဖြစ်ဖြစ်ကဘာလို့ဆိုတော့ကျွန်တော်ကရဲဘော်လေးစီကိုသွားကျင်တာကိုရဲဘော်လေးတိုင်းပြည်တို့ကိုသွားကျင်တယ်ဒီဒီဘကိုနိုင်ကိုနိုင်ရမယ်ဆိုတော့ကဖြစ်ဖြစ်ကရှိသွားကျင်တာအဲ့ချိန်မှာကျွန်တော်ရဲ့ဟိုမီးစကြိုပြီးတန်းပြီးကျွန်တော်တို့ကမီးနဲ့ပိုင်းလောက်ပဲကျွန်တော်တို့အမေကိုရေလဲပြောပြီးကမှဆင်းတဲ့အချိန်မှာ နောက်ထပ်ကြီးကြီးမားမားပေးဆက်ရတဲ့ခုကကျွန်တော်ရဒုတိယဖေထပ်ပေးဆက်ရတာပေါ့နော်ဒူရင်မူဥကံခေါ်ဖို့ဆက်မုန်းပေါ့အဲ့ချိန်မှာကပေးဆက်ရတယ်ကျွန်တော်ဒီအယောင်လေးကိုမြင်လိုက်ဒူရင်မူလည်းသတိရတယ်ဒူရင်မူလောက်ရတဲ့ကိုလည်းခုချိန်ထိအမှတ်တရရှိနေတယ်မရှိသေးပေါ့နောက်တစ်ချက်ကဟိုတော်လိုင်းရေးကာလ၄နှစ်ကာလမှာကျွန်တော်တို့၄နှစ်ကျော်၅နှစ်ကာလမှာကျွန်တော်တို့ကတော်လိုင်းရေးကိုနည်းနည်းသွေးအေးကောင်းသေးအေးနိုင်နေမယ်ဒါပေမဲ့ဒူရင်မူကြပြီတဲ့နောက်ဆုံး ကျွန်တော်အခုခြောက်တစ်ဖက်မတန်တော့ဘူးဒူရင်မှုရဲ့ကိုသားနှစ်ဆကျွန်တော်ပြန်ကြိုးစားမှာနှစ်ဆရအောင်ကိုကြိုးစားမှာခြေတော့ပါပြတ်နေပါလေကျွန်တော်အသက်ရှင်နေ၍ကျွန်တော်ကတော့ဒူရင်မှုရဲ့ကိုသားရောကျွန်တော်အရင်ရှေ့ရှေ့မှကြားသွားတဲ့ရဲဘော်တွေရဲ့ကိုသားဒါကျွန်တော်တို့နဲ့အတူနေခဲ့တဲ့ဘုသုံမလို့လည်းရှိတယ်ဘုသုံမလည်းကြားတယ်ကျွန်တော်တော်လိုင်းနားမယ်ဆိုတော့အချိုးချိုးတိုင်းသူတို့မျက်နှာမြင်မိတယ်ကျွန်တော်နားမယ်ဆိုတော့အချိုးချိုးလိုက်မယ်ဆိုတော့သူတို့ရဲ့လေဘင်းကိုနင်းတယ်လို့ပဲအဲ့တော့ကျွန်တော်တို့ရင်းဝင်ခဲအမှတ်6တန်ရင်နေနဲ့ကျွန်တော်တို့တွေးကြည့်တောင်းမှုတွေရ အရာရှိတယ်အရာရှိတဲ့တို့ကကျွန်တော်တို့ကလူကြီးစပ်ဖို့ရကကျွန်တော်တို့ကဟိုစိတ်တက်လေးနေတယ်ကျွန်တော်တို့ကသွားပြီးကမှလူကြီးတောင်းလို့မရဘူးဟာငါပေးပါပေးပါသွားလို့လို့ကျွန်တော်တို့ရရရာရှိတဲ့အကျွေးကအကျွေးရှိတဲ့အိမ်ကခွေးကြိုက်ကောင်ကြိုက်နေတယ်နော်ဓာတ်နဲ့ထိုးအောင်ထိုးထိုးနိုင်တယ်အဲ့အချိန်မှာကျွန်တော်ဓာတ်နဲ့ထိုးတဲ့ကောင်ရှိရင်ကျွန်တော်တို့ကဒီအကျွေးတောင်းမှာခွေးကြိုက်တဲ့ကောင်ရှိရင်အဲ့ခွေးကိုရိုက်မှတောင်းမှာတောင်းမှဖြစ်တော့ကဘလို့ဖြစ်တဲ့အဲ့ခွေးရိုက်ဖို့ဒုရှိဖို့ကလည်းမိဘပြည်သူများနဲ့ကျွန်တော်တို့ကိုခွေးရိုက်ဖို့ဒုတွေလက်နဲ့တွေ လည်းနဲ့ကြီခဲရန်နေကျွန်တော်တို့ကိုပါဝင်ကူညီပေးကြပါကျွန်တော်တို့အနေနဲ့ကတော့ဒီအကျွေးတောင်းမှုသွားတဲ့နေရာမှာအဲ့အိမ်ရှင်ကရှိတဲ့ခွေးကကြိုက်ကောင်းကြိုက်ပြီးသေးကျွန်တော်တို့ကမရရနေတောင်းပါအဲ့လိုမတောင်းခဲ့ရင်ကျွန်တော်တို့ကဘယ်လိုဖြစ်မလဲဆိုတော့ဟိုဒီကလာမှာအဲ့လိုမျိုးဖြစ်ခဲ့ရင်အကျွေးတယောက်ကကျွန်တော်ဒီမှာယူထားတယ်ပေးပါအောင်ပေးပါအောင်သွားတောင်းအဲ့ကောင်ကပေးချင်မှပေးမှာအဲ့လိုတိတာငါမရပါဘူးလို့ပြောလို့မရဘူးကျွန်တော်တို့ ဲ့မရပါဘူးဆိုတဲ့သူရအောင်တောင်းရမယ်ဒီအကျွေးကိုကျွန်တော်တို့အဲ့အကျွေးကတွေးကျွေးဒူရင်မှုတွေးကျွေးဖြစ်လို့ရဲဘော်တွေလည်းတွေးကျွေးပဲကပောက်တိကပောက်ချာဖြစ်နေတယ်ဆိုတာကိုရုံလုံးပေါ်အောင်ပြောသွားပါတယ်ဘူးလက်လှကျွေးဒီလိုပြောတာကတိတ်မဆမ်းပါဘူးပွဲစုအောင်လူစိတ်ဝင်စားအောင်ဖွာတဲ့အစွတ်တဲ့ကအတူအကျင်ပါခုတ်ကူနယ်ဘက်ကစိတ်ယုံကိုလက်နဲ့စိတ်ယုံလို့ပြောမယ်စားတိုင်းချစ်ပြီးချစ်စိတ်နဲ့ငံပြရေးစိတ်ယုံလို့ခေါ်တဲ့လေလို့ပြောတဲ့အတွက်ငံပြရေးလှဆွေလို့နာမည်တွင်ခဲ့ဘူးသူတို့ ဂျင်နီဖာလိုဘက်စ်ရဲ့ဖင်ကိုအာမခံထားတဲ့အကြောင်းပြောလို့ဖင်နီချန်လှဆွေးလို့လည်းနာမည်တွင်ခဲ့ဘူးပါလေလူအများသိကြတယ်လို့သူကိုယ်တိုင်ကလည်းကြည်ကျင်နဲ့နဲ့လက်ခံထားတဲ့နာမည်ကတော့ဘူးလက်လှဆွေးပါ KIA ကိုရွှေလက်နဲ့ခေါ်လို့မရလို့ရှိရင်ဘူးလက်နဲ့ခေါ်မယ်လို့ပြောလို့တွင်ထားတဲ့နာမည်ပါသူ့နာမည်တွေကသူ့စိတ်ကိုဖော်ပြနေပါတယ်တေချာတာကတော့ဘူးလက်လှဆွေးဟာစေအုပ်စုရဲ့အမားကန်းလူပါအခုမဲစင်းအကြောင်းပြောတာတွေကလည်းသူလုံနေကြအပေါ်စားဝါရအဖြတ်ကြီးရဲ့အလုပ်ကိုလုပ်တာပါပဲသူပြောပုံကိုပဲကြည်ပါ ကျွန်တော်တို့အမဲစင်းတွေကတ်ထားသွားကြည့်တယ်။သွားကြည့်တော့တော်တော်များများလွယ်နေတယ်။ဘလို့လွယ်ရတာလဲဆိုတော့2020တုန်းကမဲစင်းအဟောင်းကြီးလို့ယူဆတာအဲ့ဒါပြန်ကတ်ပြီးတယ်။အခုအစ်စ်ပြန်ကောက်တဲ့ဒီရကြီးအုပ်ချုပ်ရေးမှူးတွေဟလာပြန်ကောက်တဲ့စည်ရင်းတွေမဟုတ်ဘူး။အကွာတာကတော်တော်ကွာတယ်။900မှာ300လောက်กว่าဒါဒါအသိအသိမကောင်းဘူးเนาะ UC နဲ့ပြန်လောက်ရမယ်ပုံစံ3နဲ့ပြန်လျှောက်ပြီးတော့ ပြန်လို့อ่ะတော်တော်ကိုတော်တော်ကိုလောက်အောင်မလား၁၂ရက်နေဆိုတော့ဒီနေ့က9ရက်ဆိုတော့တပတ်ပဲကျန်တော့เนาะဒီတပတ်အတွင်းမှာအာတော်တော်လောက်ယူอ่ะဥမာဟလာမင်္ဂလာဒီပလို့ရက်ွက်မျိုးมาဆိုရက်ွက်အုတ်ချုပ်ရင်မူတော့မပါဘူးဗျာရက်ွက်အုတ်ချုပ်ရင်မူရဲ့မိသားစုကမဲစင်းမပါဘူးကျန်တဲ့ကောင်ကျန်တဲ့လူတွေပြောမနေနဲ့အဲ့လိုတွေဖြစ်တယ်တည်သွားတဲ့လူတွေပြန်ပါနေရရှိရဲ့နောက်တစ်ခါလွတ်တော်ကိုယ်စလေတယောက်ပဲပါတယ်သူ့မိသားစုကြတော့မပါဘူး လူတော်ကိုတည်းတော့အာနာလို့ထည့်ပေးလိုက်လားမသိဘူးအဲ့တော့ယူစီကဒီမဲစင်းနေရတော်တော်ကိုတော်တော်ကိုမှားနေတော်တော်ကိုပြန်ပြင်ရမယ်မဲစင်းနေမှားနေရလို့ပြောတယ်ဒါပေမဲ့ तू ပြောပုံကမမျိုးပါဘူးမှားတာက2020တုန်းကတုံးတဲ့မဲစင်းကိုတုံးလို့မှားတာလို့ဆိုပါတယ်သဘောထားပါပါတယ်2020တုန်းကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်လုပ်တဲ့မဲစင်းနေမှားတယ်ဆိုတော့သူတို့စစ်အုပ်စုကပြောတဲ့နိုင်ငံကျော်မှုသားကြီးကိုရှေ့ကခံပြီးတော့ပြောတာပါလွတ်တော်ကိုယ်စားလှယ်တွေရဲ့မိသားစုတွေတောင်အခုမဲစင်းနဲ့မှမပဘူးလို့ तू ပြောပါတယ် နေပြည်တော်ကမင်္ဂလာဒီပရက်ကွယ်မှာဆိုလို့ရှိရင်အုတ်ချွေရမှုနာမည်တောင်မပါဘူးလို့လည်းပြောပါတယ်။တခြားကဆင်းရဲဝေဝေးလန်လန်ကဆင်းရဲမဟုတ်ပါဘူး။နေပြည်တော်ကဆင်းရဲမှာသူတို့နေတဲ့အိမ်ဘေးကလူတွေတောင်မှကြံခဲ့တယ်ဆိုတော့ကြံတဲ့နေရာတွေမှာဘလောက်တောင်တလဲတချောဖြစ်နေမလဲဆိုတာကိုတွေးကြည့်လို့ရပါတယ်။ဒါပေမဲ့သူလုပ်လိုက်တဲ့ဂရက်ကတော်တော်ကြီးပါတယ်။နောက်ဆက်တွဲတွေလည်းထွက်လာပါတယ်။ကချင်ပြည်နယ်မှာဆိုလို့ရှိရင်ရွေးကောက်ပွဲကိုယ်စားလှယ်ရဲ့နာမည်တောင်မဲပေးခွင့်ရှိသူဆင်းထဲမှာမပါဘူးဆိုတာလည်းထွက်ပေါ်လာပါတယ်။ရွေးကောက်ပွဲကိုယ်စားလှယ်မိသားစုတွေရဲ့နာမည်ပါပြီးတော့ကိုယ်စားလှယ်ရဲ့နာမည်မပါဘူးဆိုတော့ နေရာတနေရာလဲသတင်းထွက်လာပါတယ်ဟာပါလဲမြောက်ပါတယ်ပေါက်ပန်းစေးလောက်ရက်တွေဟာလဲတော်တော်မြင်သာထင်သာရှိသွားအောင်ကိုပေါ်လွင်ပါတယ်သူများကိုမဲစင်းတွေမှားလို့ပါဆိုပြီးတော့အာနာသိမ့်ထားတဲ့စစ်အုပ်စုအတွက်အကြီးအကျယ်အဆက်ကွဲရတဲ့အဖြစ်အပျက်ကြီးလည်းဖြစ်သွားပါတယ်ဘူးလက်လှဆွေကြောင့်စစ်အုပ်စုရဲ့သိခါဟာမြောင်းနေရောက်သွားတာကတော့အမှန်ပါပဲဒါပေမဲ့ဘူးလက်လှဆွေရဲ့ရည်ရွယ်ချက်ကစစ်အုပ်စုသိခါကိုမြောင်းနေရောက်အောင်ပို့ကျင်တဲ့ရည်ရွယ်ချက်တော့ဟုတ်ပုံမရပါဘူးသူသိခါတက်စီကျင်တဲ့ရည်ရွယ်ချက်ဖြစ်ပုံရပါတယ်ဘူးလက်လှဆွေက အမှန်ကိုတော့ပြောပေါ်ရတာပဲလို့လူတချို့ကထင်အောင်ထင်မှဖြစ်သွားအောင်ထပြောတာပါစေုပ်စုမြောင်းနဲ့ရောက်ဖို့သူမြည်ရွယ်ပါဘူးဘာလို့မြည်ရွယ်တယ်လဲဆိုတော့အဲ့ဒါလိုလုံးလို့သူ့အတွက်အကျိုးမရှိလို့ပါစေုပ်စုနဲ့ကြံ့ဖွဲ့ဆိုတာကအမီးချင်းချီထားတဲ့မြောင်းနဲ့ကြားလို့ပါပဲတကောင်မြောင်းနဲ့ရောက်ရင်နောက်တကောင်ကလည်းဒရွတ်တိုက်ပါသွားမှာပါအဲ့ဒါကြောင့်သူ့မှာအဲ့ဒါလိုရည်ရွယ်ချက်မရှိလောက်ဘူးလို့မှတ်စရပါတယ်သူ့လိုပုံကိုလည်းကြည့်ပါအဖွက်နဲ့အပိတ်နဲ့ပါသူဟာမာယာများပါတယ်ပြည့်ရများပါတယ်ညဏ်ညံနဲ့တော်တော်သုံးတဲ့လူပါအဲ့ဒါကိုသူထပ်ပြောတဲ့ဗီဒီယိုနားထောင်ကြည့်လို့ရှိရင်သိနိုင်ပါတယ် အအရင်တော့ UEC ဆိုရင်တို့အပားတွေပါကြီးထောက်ပြရင်အားတရင်တော့မှလေးကိုအကိုမြင့်နိုင်တို့ဟိုလာသိန်းတို့ဟာအားလေအားလေဘာကြီးလာမေးနေရလဲဝဒီကနောက်ဆက်မှုနဲ့ရုပ်ခံမယ်ပါအဲ့လိုချင်းချောက်တာဗျအခု UEC ကအဲ့လိုမဟုတ်ကျွန်တော်တို့ဒီလိုလိုပဲကွဲလွဲမှုဖြစ်နေရဆိုချက်ချင်းကိုဗျာမနေ့ကခေါ်ပြီးတော့ပြင်ပေးတယ်ဗျာချက်ချင်းကိုပဲလာဝကထွေးအုပ်ဒါဘီကောက်ပဲကော်မရှင်တို့ခေါင်းချင်းဆိုင်ပြီးတော့ဘယ်မာရီဘယ်ရွာတွေဘယ်ရွာတွေဖြစ်နေရလဲတခါလဲ ပုံစံသုံးနေပုံစံသုံးကားကြီးတွေပုံစံလေးတွေချက်ချင်းကိုပြင်ပေးတယ်ဗျာ ပြင်ပြီးတော့ဒါရာနှုန်းကြီးနှီးပါးကိုမနေ့ကတည်းကထက်နဲ့တော်တော်များများပြန်တက်မှတ်သွားတယ်ဒါဒီလိုမျိုးဟလာနောက်ထပ်နှစ်ကြိမ်လောက်မှဆိုတော့ကျွန်တော်ထင်တယ်ရာနှုန်းကြီးအဲမှန်ကန်တဲ့မဲဆင်းတွေထွက်လာလိမ့်မယ်နောက်တစ်ခါဟိုထွေဥကမြို့နယ်ဥရှိုးရေးမှုလေးဆိုလူသားငယ်ပြီမယ်လို့ဟာကျွန်တော်တို့ကတောင်းတောင်းပြည်ပြောနေမှုမရအချိန်မဟုတ်ဘူးတဲ့နိုင်ငံတော်အကြီးကဲကမင်းစင်းမှန်မှုအဓိကဖြစ်တဲ့အတွက်ကျွန်တော်မင်းစင်းမှန်အောင်အဖွဲ့နဲ့ပူးပေါင်းပြီးတော့ကျွန်တော်ချက်ချင်းလုပ်မယ်ဆိုရင်ချက်ချင်းလုပ် ဒါကိုတွေ့ရတယ်။အဲရွေးကောက်ကော်မရှင်ကလည်းတချင်းကိုပေါင်းစပ်ညှိနှိုင်းပေးတယ်။လဝကကလည်းတော်တယ်။လဝကလည်းဒေသသူတို့မှရှိတဲ့ပုံစံ66တွေတချင်းပြုပြင်ပြောင်းလဲရေးတွေဆောင်ရွက်ပေးမယ်ဆိုပြီးမနေ့ကကျွန်တော်တို့ discuss လုပ်ကြတယ်ပေါ့နော်။ဆုံးကြညီနိုင်ကြတယ်အင်မတန်ဒါ positive ပေါ့နော်အင်မတန်ကောင်းတဲ့အလားအလာဖြစ်ပါတယ်အဲဒါအဲလုတ်လုတ်ကင်ပြီးတဲ့ဟလာရုပ်ကဘွယ်ကော်မရှင်ရောလာဝကရောထွေဦးကောအားလုံးကိုကြည့်ကြည့်ပါတယ်သူတို့ကပြောဟိုပါပေါ့နော်ပန်ကန်ရေးတာမင်းစင်ပန်ကန်ရေးအဓိကဖြစ်တယ်ဆိုပြီးတော့သူတို့အားထုတ်ပြီးတော့ မယ်အမနီစူးစမ်းဆောင်ရွက်နေကြတာကိုတွေ့တဲ့အတွက်တော့ချီးကျူးပါတယ်ဟလာဒါကြောင့်မလို့လာမဲ့ဒါမျိုးကနှစ်ကြိမ်တောင်နောက်ထပ်ပြင်ဖို့အခွင့်အရေးရှိသေးတာဖြစ်တဲ့အတွက်ကြောင့်အဲရာခိုင်နှုန်းပြည့်မဲစင်းနေမှန်ကန်သွားလိမ့်မယ်လို့ကျွန်တော်ကယူဆပါတယ်ဗျဟုတ်အဲလေးလာပြောတာဟုတ်လေးစပါတယ်အရင်လူတွေမကောင်းဘူးတို့လူတွေကတော့ကောင်းတယ်လို့အမွန့်တင်သွားပါတယ်တကယ်တော့အရင်လူတွေကလည်းတို့လူတွေပါပဲအဲဒါပေမဲ့အခုဗီဒီယိုထဲမှာပြောတဲ့ဆိုလိုရင်းကတော့ तू ပြောတာနည်းနည်းလွန်သွားလို့စကားဖတာပါစကားဖတယ်ဆိုတာ အခုခေတ်လူငယ်တချို့ကြားဘူးချိန်မှာကြားဘူးပါလိမ့်မယ်စကားဖားတယ်ဆိုတာစကားကိုဟိုပြောင်းဒီပြင်လှုပ်ပြီးတော့ပြောတဲ့သဘောပါဟိုစကားနဲ့ဒီစကားကိုဖလှယ်ပြီးတော့ပြောတဲ့သဘောပါစကားဖားတယ်ဆိုတော့ဖားဟာဖလှယ်တာကိုပြောတာပါအခုဘူးလက်လှဆွေဟာအဲ့ဒီနည်းကိုသုံးပါတယ်သူပြောတော့ကပြောပြီးကမှဟိုလိုတော့မဟုတ်ပါဘူးဒီလိုပါဆိုပြီးတော့ပြင်ပြောပါတယ်အဲ့ဒါမျိုးကိုစကားဖားတယ်လို့ခေါ်ပါတယ်ဒါပေမဲ့စကားဖားယုံနဲ့မလုံလောက်ပါဘူးသူပြောထားတဲ့စကားကြောင့်ဖြစ်သွားတဲ့အပေါက်ကြီးကိုပြန်ဖားလိုက်ပါလေဖားယုံနဲ့မကပါဘူးဖားပါတယ်ဖားယုံနဲ့မကပါဘူးဖားပါဖားလိုက်ပါသေးတယ် ဖဖဖသုံးမျိုးစလုံးကိုဇက်တိုက်သုံးသွားပါတယ်ခုနေ့ကပဲစောက်သုံးကြဘူးလို့သူပြောတဲ့ကော်မရှင်ကြီးဟာအခုချက်ချင်းသူတော်စင်ကြီးသူတော်ကောင်းကြီးဖြစ်အောင်ပြန်ပြောလိုက်ပါတယ်အဲ့ဒါဘူးလက်လှဆွေပါပဲအဲ့ဒါလိုတွေဖြစ်ပြီးတဲ့နောက်မှာဘူးလက်လှဆွေဟာသူပြောထားတဲ့ပထမဗီဒီယိုကိုပြန်ဖြတ်ပါတယ်ဒါပေမဲ့လက်လွန်သွားပါပြီထွက်ပြီးသားဒရေးကိုပြန်မျိုးလို့သာရချင်ရမယ် TikTok ပေါ်မှာတင်ပြီးသားဗီဒီယိုကိုအဲ့ဒါလိုပြန်ရုပ်သိမ်းဖို့ဘွားခတ်ဖို့ဆိုတာကမလွယ်လှပါဘူးအခုတော့ဘူးလက်လှဆွေပျောက်နေပြန်ပါတယ်သူ့ကိုခေါ်မေးနေတယ်လို့လို့သူ့ကိုဖမ်းထားတယ်လို့လို့သတင်းတွေထွက်လာပါတယ်ဒါပေမဲ့သိမ့်မခိုင်းပါဘူး ဘူးလက်လှဆွေဆိုတာကလည်းအားလုံးသိကြတဲ့အတိုင်းအင်မတန်ညံနေညံနဲ့များပါလေ။တကြီးသမီးပြောက်သွားလို့ဖြာလိုက်တဲ့ဝင်ပုံးနေတဲ့ရွာသားအကြောင်းပုံမြင်ကိုအားလုံးကြားမှုကြမှာပါ။တကြီးသမီးနဲ့ခိုးရလိုက်ပြီးတယ်လို့အထင်ကန်ရလဲမနေဘူးဆိုပြီးတော့ဝင်ပုံးနေတဲ့ရွာသားလိုမျိုးဘူးလက်လှဆွေကမလုပ်ဘူးလို့ပြောလို့မရပါဘူး။တပတ်လောက်ကြာကျွန်တော်မျိုးတွေအောင်မဒီမတွေ့ခဲ့တဲ့အကြောင်းအရာလေးကဘူးလက်လှဆွေရဲ့စောက်ချင်တွေကိုသိနေတာဖြစ်သူတော်ကိုကိုသိမ့်မြက်ကတော့ပွင့်လင်းပြောတာဖြစ်ပါလေ။မှန်ပဲဘူးလက်ဆွေတကောင်ပုံနေတာပါ။ဒီသမီးပြောက်သွားလို့သူနာမည်ကူပြေးသွားသလားဆိုပြီးထင်အောင်ဖြာလိုက်မှပုံနေမှာမဟုတ်ဘူးတော့ ဒီနေ့မှာပုံနေအောင်တွေ့နေရတယ်ဒါတို့ပါပဲ။ Flame တွေအားလုံးဒီလိုတော့မှာဆုံးသက်လိုက်ပါတော့နောက်ထပ်ဗီဒီယိုမှာတော့နောက်ဆုံးသတင်းတွေတော့ဖြစ်တယ်ကျွန်တော်ရဲ့ကိုကြည့်ရဘရိုရင် channel လေးကို Like Subscribe နဲ့ Like Subscribe ပြီးခေါင်းနဲ့ကြမ်းပြတ်တိုင်းမှာဗီဒီယိုတွေအားလုံး issue နိုင်စင်လို့ရိုက်ဖြစ်ပါတယ်။ Flame တွေအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြပါမယ်။